မင်္ဂလာပါကချုံဝိသတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့ထိညနေခင်းတိုင်းတင်ဆက်ပေးနေတဲ့သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေ့စဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးတော့မယ်။သတင်းအစီအစဉ်တင်ဆက်သူမယူဆမဲဖြစ်ပါတယ်။ စစ်ကောင်မရှင်လက်အောက်ခံခေါလန်ဘူဌာနေပြည်သူ့စစ်အဖွဲ့ရဲ့လိုင်စင်ထိုးစစ်ချုံနှိမ်သွားခဲ့တယ်လို့စီရေးတရေရင်းမြစ်တွေထံကသိရပါတယ်ခေါလန်ဘူပြည်သူ့စစ်အဖွဲ့ဟာခေါလန်ဘူနဲ့ဆော့လော်မျိုးနယ်ကြားထဲမှာရှိတဲ့လိုင်စင်တောင်ကျောပေါ်ကိုပြီးခဲ့တဲ့စက်တင်ဘာလဇန်ပိုင်းကထိုးစစ်ဆင်လာခဲ့ပြီးတဲ့နောက်၎င်းဒေသတွေမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်စစ်ကောင်မရှင်နဲ့ပြည်သူ့စစ်အဖွဲ့ဟာဆော့လော်မျိုးနယ်ကလန်ဆယ်ဒေသကိုပြန်လည်ရရှိဖို့ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီးတော့ထိုးစစ်မအောင်မြင်ခဲ့တဲ့အတွက်အော်တိုဘာလ၄ရက်နဲ့9ရက်နေ့တွေမှာ ပြည်သူတွေကိုလမ်းပေါ်ထွက်ခိုင်းပြီးလမ်းဆယ်ဒေတာပြန်လည်ရရှိရေးကြေကျော်ခိုင်းခဲ့တာရှိပါတယ်။ဒါပေမဲ့နေမြေဒေတာလုံခြုံရေးအရကံရီပူပေါအဖွဲ့ကတမြန်ထိုးစစ်တိုက်ခိုက်ခဲ့ရပြီးပြည်သူစစ်အဖွဲ့ရဲ့လာဟီစင်ထိုးစစ်ဟာအရင်နှင်းခဲ့တယ်လို့ခါကာဘိုပြည်သူကော်ဂွေတပ်ဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။လာဟီစင်တင်းပြီးနောက်ပိုင်းသူတို့ထိုးစစ်ဆင်လာလို့မလွဲတာမရှောင်တာလို့ဆက်ပြီးသူတို့ရှိတဲ့နေရာကိုလုံခြုံရေးအရသူတို့သွားတဲ့နေရာကိုတင်လိုက်ရတယ်လို့ဆိုပါတယ်။ နောက်ဆုတ်ထွက်ပြေးတဲ့ခေါလံဘူးပီရုစစ်အဖွဲ့ကိုလိုက်လံတိုက်ခိုက်ရင်းခေါလံဘူးပီရုစစ်ခန်းတွေကိုလည်းနေမြေလုံးချုံရေးရာတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့စက်တင်ဘာအောက်တိုဘာနဲ့အခုနိုဝင်ဘာလပထမပတ်တွေအတွင်းမှာစစ်ကောင်မရှင်ကခေါလံဖူးနဲ့ဆော့လော်မြို့နယ်လန်ဆယ်ဒေတာတွေမှာလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့တာကြောင့်အရတားထိခိုက်တိုက်ဆုံမှုတွေလည်းရှိခဲ့ပါဗျ။ ပြီးခဲ့တဲ့အော်တိုဘာလအတွင်းကချင်ပြည်နယ်ရဲ့စည်ရေးအခြေအနေဟာမြေပြင်တိုက်ပွဲဖြစ်ပွားမှုရောကြားခဲ့တယ်လို့တိုက်ပွဲနဲ့ဆက်ဆက်နေတဲ့လူခွင့်ရေးဆိုင်ရာထိခိုက်မှုတွေလည်းရောကြားခဲ့တာကိုတွေ့ရပါတယ်။ကချင်ဝေးဖြက်လူခွင့်ရေးတရင်ဆောင်ကြီးလေးလာမှုအရဆော့လွန်နဲ့ဖကန်မြို့နယ်တွေမှာအရသာတိဆုံမှုထိခိုက်ဒဏ်ရာရရှိမှုနဲ့ခရိယံဖျားကြောင်းထိခိုက်ပျက်စီးမှုတွေရှိခဲ့တာကိုတွေ့ရပါတယ်။ အော်တိုဘားလာအတွင်းအရက်သားတိဆုံမှုကိုကြည့်မယ်ဆိုရင်လေကြောင်းတိုက်ခိုက်မှုကြောင့်ဆော့လော်မြို့နယ်လမ်းဆယ်ကျေးရွာမှာတအုပ်တိဆုံခဲ့ပြီးဒရုန်းနဲ့တိုက်ခိုက်မှုကြောင့်ဖက်ကက်မှာတအုပ်တိဆုံခဲ့တာကိုတွေ့ရပါတယ်။ပြီးခဲ့တဲ့တစ်လအတွင်းအရက်သားထိခိုက်ပျက်စီးမှုတွေကိုကြည့်ရင်လည်း ဆော့လော်မြို့နယ်လန်ဆယ်ကျေးရွာမှာပဲလေကြောင်းတိုက်ခိုက်မှုကြောင့်၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ကျေးရွာနေရွာရဲ့ခရိယံဖျားကျောင်း၂ကျောင်းထိခိုက်ပျက်စီးခဲ့တာကိုတွေ့ရပါတယ်။ဒါအပြင်စစ်ကောက်မရှင်ရဲ့ဒရုန်းတိုက်ခိုက်မှုကြောင့် KNO KIA ဌာနချုပ်လိုင်စာမြို့ရဲကဈေးဆိုင်တစ်ဆိုင်မှာကြားရောက်ပောက်ကွဲခဲ့လို့ဈေးဆိုင်ပိုင်ရှင်တေးဦးလင်းမြား၂ဦးထိခိုက်ခဲ့ပါတယ်။ လိုက်စာမျိုးအရက်သားလူနေရက်ွက်တွေတဲ့အလားတူအသေးခံဒရုံကြာရောက်ပောက်ကွဲမှုတွေဟာအရင်ကလည်းအ ਨੇ စုံနှစ်ကြိမ်နဲ့အထက်ဖြစ်ပွားခဲ့ပေမဲ့လူထိခိုက်မှုရှိခဲ့တာကတော့အော်တိုဝါ16ရက်နေ့ညတကောင်ရံမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ထူးခြားမှုတစ်ခုကတော့ရွှေထွက်တယ်လို့နာမည်ကြီးနေတဲ့ဆော်လိုမြူနန်လန်ဆယ်ဒေတာကိုပြန်လည်ရရှိဖို့စူးစမ်းတဲ့ထိုးစစ်မအောင်မြင်တဲ့အတွက်ပြည်သူ့စစ်အဖွဲ့ဟာအော်တိုဝါ၄ရက်နေ့မှာခေါလန်ဖူးမှာတစ်ကြိမ်အော်တိုဝါ9ရက်နေ့မှာပူတာအောင်မြို့မှာတစ်ကြိမ် လူထုကိုဆန္ဒပြကြွေးကြော်ခိုင်းကြတာကိုတွေ့ရပါတယ်။ဆန္ဒပြတန်းစီတဲ့ပြည်သူတွေဟာယူနီဖောင်းဝတ်ဆင်ပြီးတနက်ကင်ဆောင်ထားတဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်တွေနဲ့အတူတန်းစီပြီးဆန္ဒပြခဲ့ကြတာကိုသတင်းမှတ်တမ်းတွေအများတွေ့ရပါတယ်။၎င်းတို့ရဲ့အဓိကကြွေးကြော်ရန်ဟာ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကိုစန့်ကျင်တာနဲ့လမ်းဆဲဒေတာပြန်လည်ရရှိရေးထိုးစစ်အောင်မြင်ဖို့ဖြစ်ပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုတော့ဒီမှာပဲညနာပါရစေ။မိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမှာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။